ဟယ်လိုအားလုံးပဲမင်္ဂလာပါအချိန်တိုင်းပြင်ဆင်ပေးတဲ့ဘုရားခင်ရဲ့နာမတော်ကိုဆေးဥစွာချီးမွမ်းပါတယ်ဘုရားခင်ရဲ့နာမတော်ဒီကပါအဆက်ဆက်ပုန်းကြီး၍မင်္ဂလာရှိပါစေနှုတ်ကပတ်တော်နားထောင်ဖို့ရန်အတွက်ပြင်ဆင်ပြီးတော့ဒီနှုတ်ကပတ်တော်ကိုစနားထောင်နေတော်သူတအူးချင်းစီတိုင်းမှာလည်းပဲဘုရားခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့အတူငြိမ်သက်ခြင်းဝမ်းမြောက်ခြင်း မင်္ဂလာသည်တင်တော့၌တယောက်ပါမိချောင်းဆေဥစွာဆုတောင်းပေးပါလေ။နှုတ်ကပါတို့ရဲ့အစွန်တကိုကြောင့်တင့်ရဲ့အတ္တတာထဲမှာလိုအပ်တော်အရာများကိုပြရခင်မဆပါစေ။နှုတ်ကပါတို့၌ပါတဲ့ကောင်းချီးသည်တင့်မိသားစုအတွက်ပြရခင်ယေရှုပြုခြင်းနဲ့သူမင်္ဂလာရှိပါမိချောင်းဆုတောင်းပါရ။အထူးသဖြင့်ဒီ ဝိညာဉ်ကျမ်းမာနှုတ်ကပတ်အစီအစဉ်မှာနှုတ်ကပတ်တော်ကိုအစဉ်အမြဲစောင့်မြော်နားထောင်နေကြတဲ့နေရာတည်တည်မှာရှိနေကြတဲ့ညီကောင်မောင်နှမမိပညီကောင်မောင်နှမတအူးချင်းစီတိုင်းကိုသူပဲယေရှုတင်တဲ့ကြောင်းဇေဥစွာပြောလိုပါတယ်တင်တို့ရဲ့နားထောင်ခြင်းဒီအာနှုတ်ကပတ်တော်ကိုပြန်ပြီးတော့မှ share လုပ်တာဒီအာ comment ပေးတာဒီအားလုံးကိုကျွန်တော်ဂရုတစိုက်ကြီးစုနေပါတယ် ဆုတောင်းပေးပါတယ်ဘုရားခင်တင်တို့ကိုကောင်းချီးပေးပါစေဒါဆေးဥစွာနှုတ်ခွန်းဆက်စကားပြောချင်တာဖြစ်ပါတယ်ဒီနေ့ညမှာတော့ဒီနေ့ညမှာဆိုတော့အမေရိကမှာတော့ညနေပိုင်းဖြစ်နေပါပြီတခြားနေရာမှာမနေ့ပိုင်းတခြားနေရာမှာဆိုရင်တော့ဒီညတကောင်စသည်အားဖြင့်ပေါ့ဖြစ်နေကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပဲအချိန်ပဲဖြစ်ဖြစ်ပဲနေရာကနေပဲဖြစ်ဖြစ် အသက်ရှင်သောနှုတ်ကပတော်နားထောင်ခြင်းဒီမင်္ဂလာရှိပြီးတော့မှကောင်းချီးဖြစ်ပါတယ်။ဒီနေ့ဝင်ခခြင်းတဲ့အကြောင်းအရာကပါလဲဆိုရင်ကိုနိုင်သူတပားပြုစေလိုတဲ့အတိုင်းသူတပား၌ပြုဖို့အတွက်ဒီအကြောင်းအရာလေးကိုအနေငယ်ပြောပြချင်တယ်။ပါဇက်ကပြောရရင်လွယ်ပါတယ်။ပါဇက်ကပြောရတာကသိကိုလွယ်ကူတယ်။ဒါပေမဲ့လက်တွေ့လို့ဖို့ကကြတော့ခဲရင်တယ်ခက်ခဲတယ် ဒါပေမဲ့လှုပ်ချင်တဲ့ဆန္ဒလှုပ်ချင်တဲ့စိတ်ဆန္ဒရှိတော်သူကိုဘုရားရခင်မာစာပြီးတော့လှုပ်နိုင်တော်ခွန်အားလှုပ်နိုင်တော်အစွမ်းကိုဘုရားရခင်က ပေးတာဖြစ်တယ်။တင်းမှာဆန္ဒဖို့ဆန္ဒရှိဖို့အရေးကြီးတယ်။နော်ဘယ်အရာမဆိုနှုတ်ကပတ်တော်နားထောင်ခြင်းသလားဆန္ဒရှိရင်အဲ့ဒီဆန္ဒကိုဘုရားရခင်ဖြည့်ဆည်းပေးပြီးတော့မာစာပေးမှာဖြစ်တယ်ခွန်အားပေးမှာဖြစ်တယ်ဆိုတော့ တိနေတင်းရဲ့တတထဲမှာဖျားရခင်ပြုစီလိုတဲ့အရာဖျားရခင်လုတ်စီလိုတဲ့အရာ လုတ်ဆောင်ဖို့အစင်တဲ့ဖြစ်နေပြီဆန္ဒရှိနေပြီဆိုရင်အဲ့ဒီဆန္ဒနဲ့လုတ်ချင်တဲ့အရာပေါ်မှာကောင်းသောအမှုကို ပြုစပြုတော်မူသောဖျားသခင်နာတဲ့အဆုံးထိတင်တို့ကိုပို့ဆောင်မယ်လို့ပြောတယ်ဟာလေလုယာဒီနေ့သူတပားကိုခွန်လတ်ချင်သလားခွန်လတ်နိုင်တော့ခွန်နာကိုဖျားပဲပေးမှာ ူတပါပေါ်မှာဂျေစုပြုတ်ခြင်းတလားအဲ့ဒီဂျေစုပြုတ်ခြင်းနဲ့စေတနာစစ်ကိုလည်းဖျားကပေးမှာဆိုတော့အာဗြဟံကဘုရားရှင်ကိုပူဇော်ဖို့အတွက်ပါမမရှိပေမဲ့သူ့ရဲ့တားဥကိုဘုရားတောင်းတဲ့အခါတားကိုတောင်းတဲ့အခါမှာပေးခြင်းနဲ့အဲ့ဒီပေးခြင်းနဲ့စံတာကိုဘုရားရှင်ကတိတဲ့အတွက်ကြောင့်အဲ့ဒီတားကိုပဲမယူပဲနဲ့ခြုံပုတ်မှာညှိတဲ့အာဂျုံနဲ့ညှိတဲ့တိုးကိုဘုရားရှင်ကယူပြီးတော့မှ ပူဇော်ခိုင်းတာတွေ့ရပါတယ်။ဒါကြောင့်ပူလုတ်ချင်တဲ့ဆန္ဒလေးရှိရင်ဘုရားသခင်ကဖြစ်စီပေးတယ်ဆိုတွေ့ရတယ်။ဆိုတော့ဒီနေ့သခင်ဆုခရတော်ဘုရားကမတဲ့အခန်းကြီး9အပိုင်ငယ်7နဲ့ထဲမှာဒီလိုပြောထားတယ်။တင်တို့တီကို၌သူတပါပြုစီလို့တမျှအတိုင်းသူတပါ၌ပြုကြလော့။ဤပညာကပညာတိချမ်းနဲ့အနာကတိချမ်းတို့ အချုပ်အချာဖြစ်သည်တဲ့ ်ဒါသခင်ယေရှုခရစ်တော်ပြောတဲ့စကားဖြစ်တယ်တင်တို့တင်တို့ဒီကို၌သူတပါ ပြုစီလို့ဒီအတိုင်းသူတပါ၌ပြုကြပါဆိုတော့လူတိုင်းလူတိုင်းကလူတိုင်းလူတိုင်းကကိုယ့်အပေါ်မှာလူတွေကောင်းတာကိုမြင်ချင်တယ်ဘသူကမှ ကိုယ့်ကိုလာပြီးဆဲဆိုတာကျိန်မောင်းတာကိုယ့်အကြောင်းအတင်းအဖျင်းပြောတာကိုယ့်ရဲ့မကောင်းကွက်တီကိုပဲအာပြောနေတာဝေဖန်နေတာဘသူမှမကြိုက်ပါဘူး ဒါပြည့်စုံနေလို့မဟုတ်ဘူးနော်ကျွန်တော်တို့မှားယွင်းနေလျက်ပင်ပေါ့နော်ကျွန်တော်တို့မကောင်းတာတွေလုပ်နေလျက်ပင် သူစပါးကကိုယ့်ကို မကောင်းဘူးလို့ပြောရင်ဘယ်သူမှလက်မခံပါဘူးဘယ်သူမှမကြိုက်ပါဘူးဆိုတော့ကျွန်တော်လည်းသူပဲထို့အတူတင်လဲအတူတူပဲဖြစ်တယ်ဆိုတော့ကိုယ်အပေါ်မှာသူတပားကချီးမွမ်းတာသူတပားကကောင်းတယ်လို့ပြောတာအာကိုကိုကိုချီးမြှောက်တာကိုကိုအာကိုကို လာပြီးတော့မှအာချီမွန်စကားပြောတာကိုပဲလူတိုင်းလူတိုင်းကလို့ချင်တာဖြစ်တယ်လို့ကိုယ့်အပေါ်မှာမကောင်းကြံတဲ့လူတွေကိုလည်းပဲကျွန်တော်မကြိုက်နှစ်သက်ကြပါဘူးမလို့ချင်ကြဘူးဆိုတော့တာကတခင်စုခရတောကတာကြောင့်တဲ့ကိုယ့်အပေါ်မှာသူများကမကောင်းတာလုပ်တာမကြိုက်ဘူးဆိုရင်အရင်ဦးဆုံးပါလို့ရမလဲကိုကိုတိုင်က သူတပါအပေါ်မှာ ရေလောင်းတတ်တော်သူရေလောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီရေသွားလောင်းလိုက်တာကိုပြောတာမဟုတ်ပါဘူးကောင်းတဲ့အရာကိုလုတ်ဆောင်ခြင်းကိုပြောတာဖြစ်ပါလေသူတပားကိုကျွန်တော်တို့ဒီချင်းမြောက်တတ်တော်သူသူတပားရဲ့ကောင်းကွက်ကိုပဲပြောတတ်တော်သူဒါပေမဲ့တချို့တချို့လူတွေရှိတယ်တချို့လူတွေကကိုယ်ရှိမှကောင်းတယ်ကိုယ်ရှိမှနော်ကိုယ်ရှိမှချီးကျူးပြီးတော့မှချီးမွမ်းပြီးတော့မှပြောတယ်ဒါပေမဲ့အဲ့ဒီလူကကျွန်တော်တို့က အဲ့ဒီလူက ကိုယ့်စိတ်ကနေထွက်သွားပြီဆိုရင်ထွက်သွားပြီဆိုလို့ရှိရင်ဟိုးအဝေးတောင်မရောက်တယ်တမိုင်းတောင်မသွားသေးဘူးအနောက်ကနေအတင်းထပ်ပြန်ပြောတဲ့အဖွဲ့ကြီးရှိတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်အဲ့ဒီလူကမသိပေမဲ့ဖခင်ကတည်တယ်ပြီးရင်ကိုသူသူ့အကြောင်းပြောနေတဲ့ပုဂ္ဂိုလ်တယောက်ကလည်းတည်တာဖြစ်တယ်တတိထားဖို့လူတွေယုံကြည်သူများဒါတစ္ဆာမရှိခြင်းပဲတစ္ဆာမရှိခြင်းပဲ ။ဆိုတော့ပူဆိုရာကပါလဲဆိုသူ့စိတ်မှာကောင်းပြပြီးတော့ဟန်ဆောင်ပြီးတော့မှသူ့နောက်ကိုယ်မှာမကောင်းတာတွေပြောတာမကောင်းတာတွေအသင်းတုတ်တာအဲ့ကပို့ပြီးတော့ဆိုတာဖြစ်တယ်။အာသူ့ရဲ့အာသူ့ကိုချီးမွမ်းနေတဲ့စကားကအလကားဖြစ်သွားပြီ။ဒါကြောင့်ကောင်းတယ်ဆိုရင်ကောင်းတယ်ဆိုတဲ့အရာလေးကိုကျွန်တော်တို့ကပြောတတ်ဖို့ချီးမွမ်းတတ်ဖို့ စိတ်မှာပဲဖြစ်ဖြစ်ကိုယ်ရာမှာပဲဖြစ်ဖြစ်သူတပားရဲ့မကောင်းတည်တင်းညီကိုကျွန်တော်တို့အာမပြောမဆိုပဲနဲ့ကို့အပေါ်မှာသူတပားဘာဖြစ်စေချင်တယ်လဲဟာကို့ကို့ရဲ့အကောင်းကြောင်းကိုပဲသူများကိုပြောစေချင်တယ်ဆိုရင်ကိုကလည်းပဲသူတပားရဲ့အကောင်းကြောင်းကိုပြောတတ်ဖို့လူတယ်သူတပားကိုချီးမွမ်းတတ်ဖို့လူတယ်သူတပားကိုဦးစားပေးတတ်ဖို့လူတယ်ကို့ကို့ကိုကြည့်ပဲဦးစားပေးဖို့လိုချင်တယ်ကို့ကိုကြတော့ချီးမွမ်းစေချင်တယ်ကို့ကိုကြတော့အာ ဖြစ်တဲ့အပိစကားဤပြောစေခြင်းနဲ့ဆိုရင်ကိုယ်တိုင်ကလည်းပဲသူတပါးကိုထိုကဲ့သို့ပြုတတ်တော်သူအရင်ပြုတော်သူဖြစ်ဖို့လိုတယ်ဆိုတဲ့နေ့ကျွန်တော်တို့အာနှုတ်ကပတော်ကခရစ်တော်ဖရာကကျွန်တော်တို့ကိုတွန်တင်တာဖြစ်တယ်တကြောင့်ချစ်တော်ညီကောင်မတော်များကိုယ့်အပေါ်မှာကောင်းမှပဲအာသူတပါးအပေါ်မှာကောင်းတာမျိုးလည်းမဟုတ်ပဲနဲ့နှုတ်ကပတော်လာသည့်အတိုင်း ဘယ်သူအပေါ်မှာပဲဖြစ်ဖြစ်ကောင်းတော့အရာကိုစိုက်ပြောတတ်တော်သူကောင်းတော့အရာကိုပြောတော်သူများဖြစ်ဖို့အတွက်အရေးကြီးပါတယ်သူတပားကကိုယ့်အပေါ်မှာအကောင်းမြင်စေချင်သလားကိုယ့်ရဲ့ကောင်းကွက်ကိုပဲပြောစေချင်သလားကိုယ့်ရဲ့ကိုယ့်ကိုပဲဦးစားပေးစေချင်သလားကိုယ့်ရဲ့တတပေါ်မှာကိုယ့်ရဲ့တတထဲမှာဂျေဇူးပြုတာကိုပဲလိုချင်သလားအရင်ဦးဆုံးကျွန်တော်တို့၌ ကျွန်တော်တီတူတပါအပေါ်နဲ့အရင်ဥဆုံးဂျေစုပြုတော်သူကောင်းကွက်အာပြုတော်သူဖြစ်ဖို့အတွက်အရေးကြီးပါတယ်နော်အရေးကြီးပါတယ်ဒါကျွန်တော်ကအရင်ဥဆုံးလောက်ရမယ်အရာဖြစ်တယ်ဒါပေမဲ့တခါတခါကြာရင်ကိုကတော့သူတို့သူ့အပေါ်မှာအကောင်းမဲ့လုပ်နေတယ်ကိုကတော့သူ့အပေါ်မှာဂျေစုပြုတယ်နားလဲပေးတယ်ခွန့်လွတ်ပေးတယ်အာ အသက်နိုင်ဆုံးလောက်ဆောင်နေပေမဲ့တခါတည်းမှာရလတ်ကမကောင်းဘူးတခါတည်းမှာကိုက အကောင်းလုံးနေပေမဲ့ကိုစီပြန်လာတဲ့ရလတ်ကတိုးတာထစရာစိညစရာစိပြစရာစိခိုးစရာပောက်ကွေးချင်တဲ့အသည့်ဖြစ်တတ်တဲ့အရာမျိုးလဲတခါတည်းကျွန်တော်ပြန်ပြီးတော့မှရတတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တတိထားဖို့လိုတယ်တတိထားဖို့လိုတယ်ဆိုတော့ တခင်ဆုခရစ်တော်ကဘာပြောတယ်လဲဆိုတင်တို့တွားပြီးတော့တဲ့အိမ်တဲ့အိမ်ကိုတွားရင်တဲ့အိမ်တဲ့အိမ်ကိုတွားပြီးတော့မှတင်အိမ်ပေါ်မှာဖျားရခဲ့ကောင်းချီးမင်္ဂလာတက်ရောက်ပါစေလို့ပြောကြပါတဲ့အဲ့ဒီစကားဒီထိုးအိမ်နဲ့မတန်ဘူးဆိုရင်ထိုးကောင်းချီးစကားဒီတင်တို့စီပြန်လာမယ်တဲ့နော်တခင်ဆုကဒီလိုမှားတာတဲ့ဆိုတော့ဒီနေ့သူများကိုကျွန်တော်ကောင်းတဲ့အကြောင်းပြောတယ်သူများကိုကောင်းကြီးပေးစကားပြောတယ်သူများအပေါ်မှာကောင်းလာတယ်လို့တယ်ဒါပေမဲ့တခါတည်းရန်ကြရင် ဒီကျွန်တော်တို့ပြောလိုက်တဲ့စကားကိုသူတို့ကပြည့်ရဲ့ပြုပြီးတော့ကျွန်တော်တို့ကိုမကောင်းတဲ့အရာနဲ့ပဲပြန်ပြီးတော့တုံ့ပြန်တယ်။အတိတ်ပဲကပါလဲဆိုတော့ကျွန်တော်ရဲ့ကျွန်တော်တို့ပြောတဲ့စကားကျွန်တော်တို့ဂျေစုပြုတဲ့အရာဒီအဲ့ဒီလူတွေနဲ့မတန်ဘူး။တတဖရာခင်ကဒီလူတွေနဲ့မတန်ဘူးဆိုပြီးတော့မှအဲ့ဒီကောင်းကြီးကိုကျွန်တော်တို့စီကို ပြန်ပို့တာဖြစ်တယ်။ဟာလေလုယ။အဲ့တော့ဒီနေ့ ဘဲအိမ်မဲ့တော်တော်ဘယ်နေရာပဲတော်တော်ဘသူနဲ့ပဲတွေ့တွေ့ဘုရားရခင်ကောင်းကြီးမင်္ဂလာပေးခြင်းကိုပြောပါဘုရားရဲ့ကောင်းမြတ်ခြင်းကိုပြောပါ ကောင်းတဲ့အရာပဲစိုက်ပါအဲ့ဒီကောင်းတဲ့အရာတင်ပြတဲ့အရာတင်ပြနေတဲ့အရာထိုးလူအသက်မထိုက်တိုင်ရင်တင့်အသက်ပဲကောင်းကြီးပြန်လာမှာဒါဝိရဲ့တတ်တာကိုဆင်ခြင်ရအောင်ဒါဝိနဲ့ဆိုးလူဒါဝိဆိုရကရှင်ပြေမဖြစ်သေးဘူးတိုးចောင်းတားလေးပဲဖြစ်တယ်တိုးចောင်းတားလေးဖြစ်ပေမဲ့ဂေါလိယက်ကြီးကို တိုက်နိုင်တဲ့စွန်သားခွန်အားကိုဖះပေးတဲ့အခါမှာသူဟာစောင်းတီးတက်တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ဆိုလူဟာတာဝိတ်ကိုမနာလို့ဖြစ်တယ်။ဒါပေမဲ့ဒါဝိတ်ကသူ့ရဲ့တတ်ထားတဲ့အတတ်ပညာစောင်းကလေးတီးပြီးတော့မှဆိုလူထံကိုသိုးသိုးဝင်ရင်လာတိုင်းလာတိုင်းမှာဒါဝိတ်ကစောင်းကလေးတီးပြီးတော့မှအဲ့ဒီသိုးသိုးဝင်ရင်ကပြန်ပြန်ထွက်သွားတယ်။ဒီတာဝိတ်က ရှင်ဘုရင်ဆိုးလူအပေါ်မှာဘလောက်ထိကောင်းတယ်လဲဘလောက်ထိတူအဆိုးလူရဲ့ခံစားနေရတဲ့ဝิญဉ်ဆိုးဆွေးခြင်းကနေပျောက်ကင်းအောင်သူလုတ်ပေးတာသူကကုညီပေးတာဒါပေမဲ့ဆိုးလူကဒါဝိဒ်ကိုအကောင်းမမြင်နိုင်ဘူးဒါဝိဒ်ကဘလောက်ပဲအကောင်းလုံးလုံးဘလောက်ပဲသူ့အပေါ်မှာယေရှုပြုတ်ပြုတ်ဂိုလျက်ကြီးလည်းသူနိုင်နေပေမဲ့ဂတိမတည်ဘူးဆိုးလူကဒါဝိဒ်အပေါ်မှာကောင်းကောင်းကွက်နဲ့ပြန်ပြီးတော့တုံ့ပြန်တာမရှိဘူး ။နောင်တရသလိုနဲ့ဒါဝိဒ်ကအမြင်တန်တပ်ဖို့ပဲချောင်းနေတာဖြစ်တယ်။ဆိုတော့တနေ့ကျတော့ဆိုလူဟာဒါဝိဒ်ကိုလိုက်ရင်လိုက်ရနဲ့သောတနေရမှာကူထဲမှာကြောက်ကူထဲမှာအိတ်ပြောသွားတယ်။အိမ်မောကျသွားတယ်။အဲ့ဒီချိန်မှာဒါဝိဒ်ကဆိုလူကိုသွားတွေ့တယ်။သူ့ရဲ့ဒါဝိဒ်ရဲ့လူတွေကဆိုအာဒါဝိဒ်ကိုပြောတယ်ကိုတော့ ဘုရားရခင်ကယခုတင်ယန်သူကိုကိုရောလက်ထက်အနေပြီးအခုတပ်ပြစ်ပါအခွင့်အရေးရပြီဆိုပြီးတော့မှပြောကြတယ်ဒါပေမဲ့တာဝိတ်ကမလုတ်ရဲဘူးမလုတ်ရဲမတုံ့ပြန်ဘူးသူ့လက်နဲ့မတုံ့ပြန်ဘူးဒါပေမဲ့တက်တေဖြစ်တော့မြင်လို့ရအောင်ဆိုပြီးတော့မှဂျိုင်းကောက်ကအဝတ်စာလေးညှက်ပြီးတော့မှရေပူးလေးယူသွားလာဟိုးတစ်ဖက်တစ်ချက်ရောက်သွားတဲ့အခါမှာအော်လာလှမ်းအော်လာ ကဲဖျားရခင်ငါ့ကိုအခွင့်ပေးပေမဲ့ငါမလုပ်ရဘူးဆိုပြီးတော့မှလမ်းပြောတဲ့အခါမှာဆိုးလူအကြီးကျယ်နောင်တရတယ်အကြီးကျယ်နောင်တရတယ်ဒါပေမဲ့ဒါဝိကကြည့် तू အခွင့်ရရတယ်နော်အဲ့ဒီမှာ तू အိတ်ပြုံနေတဲ့ခါကြီးစွာသောအိတ်ချင်းနဲ့အိတ်သွားတာဆိုးလူကဒါဝိကိုတပ်ဖို့လိုက်နေရင်နဲ့မိုးပန်းပြီးတော့မှအိတ်သွားတာအဲ့ဒါတော့ချစ်တော်ညီကောင်မနမရီတခါတခါကြာရင်ကျွန်တော်တို့ကိုရန်သူတွေကလိုက်တယ်ဗျာ နော်ကျွန်တော်အပေါ်မှာမကောင်းမှုတွေလုပ်ကြတယ်မကောင်းတာတွေကြံစီကြတယ်ကျွန်တော်ပျော်လဲသွားမဲ့နေကိုစောင့်နေကြတယ်ကျွန်တော်ဘလောက်ပဲသူတို့ကိုခွန်းလွတ်တယ်ဘလောက်ပဲအာကျွန်တော်တီတီခံနေတယ်ဘလောက်ပဲကျွန်တော်ကောင်းကောင်းလုတ်ဆောင်နေပေမဲ့အကောင်းမမြင်နိုင်ဘူးဒီနေ့ကိုပျော်လဲမဲ့အချိန်ကိုပဲစောင့်နေရင်းနဲ့ကိုပျော်လဲဖို့ရန်အတွက်ဤမျိုးစုံနဲ့စ조사ပြီးမကောင်းမှုတွေလုပ်နေကြတယ်အာတိုင်ပတ်နေကြတယ် ကဲအဲ့ဒီချိန်မှာဒါဝိဟာသူ့ရဲ့လက်နဲ့အဲ့ဒီဆောလူကိုမတတ်ပဲနဲ့ဖယားရခင်ကိုပဲသူအခွင့်ပေးလိုက်တယ်တခါတလေကြရင်ကျွန်တော်ဖယားရခင်ဖက်မှာယက်တီပြီးတော့မှဖယားရခင်ပြုစေခြင်းနဲ့အတိုင်းပြုနေရင်းနဲ့ထိုးထိုးတုံ့ပြန်မှုရလာရင်ကျွန်တော်တို့ကိုချင်းချောက်မှုတွေမကောင်းကြံစီမှုတွေဖြစ်လာရင်ရန်တုံ့မမှုပဲနဲ့ခွက်လွတ်လိုက်ပါမိုးပန်းပြီးတော့မှအိပ်ပျော်သွားကြလိမ့်မယ်မိုးပန်းပြီးတော့မှအိပ်ပျော်သွားကြလိမ့်မယ် ။ဒါကြောင့်ဆိုးလူဆိုးလူကိုတာဝိကမတုံပြန်ပဲနဲ့လွတ်ထားလိုက်တဲ့အခါမှာဆိုးလူကိုတိုင်က sorry တာဝိကဆိုးလူကိုမတက်ရပဲနဲ့ဆိုးလူဟာစိတ်တန်းတနေရမှာကြအဆုံးသွားတဲ့ဖရာသခင်ကစီရင်သွားတာကိုကျွန်တော်တို့မြင်ရပါတယ်။နောက်ဒါကြောင့်သူတပားအပေါ်မှာကိုကတခါတလေမှာဘလောက်ပစ်တီးခံပြီးဘလောက်ပဲကောင်းအောင်လုပ်နေလုပ်နေ ကိုပြုတဲ့ဂျေစုကိုတန်ဖိုးမထားတတ်တဲ့သူတွေမတုံ့ပြန်တဲ့တတ်တဲ့သူတွေအဂျေစုမတင်တဲ့အပြင်အစိုးနဲ့ကန်ထုတ်တဲ့လူတွေကျွန်တော်ပေါ်ဝင်ချက်မှာတခါတည်းအများကြီးရှိတတ်တယ်ကိုကိုကိုလည်းဆင်ချေပါတခါတလေကိုအပေါ်မှာဘလောက်ပဲကောင်းကောင်းကိုကအပြစ်ကြီးပဲလိုက်စားပြီးတော့မှလုတ်တတ်တဲ့သူတွေရှိတယ်ဆိုလို့ကိုတတိယပါ အဲ့ဒီလိုမျိုးတင်ကြုံလာရတဲ့အခါမှာဖရာသခင်ကိုအာနှံပြီးခွလွတ်လိုက်ပါအချိန်တန်ရင်ဖရာသခင်စီရင်မှာဖြစ်တယ်။ဒါကြောင့်ကိုနိုင်သူတပါ ကောင်းတဲ့အရာပြုစေခြင်းနဲ့ဆိုရင်ဒီနေ့ကောင်းသောအရာကိုပြုပါ။ကောင်းတဲ့အရာတင်ပြုနေရင်နဲ့တင့်အပေါ်မှာမကောင်းမှုတွေကြီးနေပဲတုံ့ပြန်မှုခံစားရတဲ့အခါမှာစိတ်ပြတ်မောပန်းပြီးတော့မှ အာကိုကိုတိုင်ပြန်မတုံ့ပြန်မှနဲ့ဖရာသခင်ကိုအခွင့်ပေးလိုက်ပါ။ ဖယားသခင်စီရင်တဲ့နေကြရင်တင်းကိုဖယားသခင်ချီမြောက်มาဖြစ်တယ်ကောင်းချီးပေးมาဖြစ်တယ်ဆိုတော့ကိုဒီနေ့စင်ချင်းနှလုံးသွင်းစေချင်တယ်ဒါကြောင့်နှုတ်ကပတူကဘာပြောတယ်လဲဆိုရင်စာရခိအစာခရိအနာကတိချန်အခန်းကြီးအာခொနစ်အပိုင်ငယ်9နဲ့30ထဲမှာဘာပြောတယ်လဲဆိုရင်တနာချင်းကယူနာစိတ်နဲ့တယောက်ကိုတယောက်ဂျေစုပြူကြလောတယောက်ကိုတယောက်ဂျေစုပြူကြရအောင်တယောက်အပေါ်မှာတနာချင်း ဂျေဇူးပြုခြင်းဂယုနာစိတ်နဲ့တနာတတော်စိတ်ဂယုနာစိတ်နဲ့တယောက်ကိုတယောက်နော်အခွင့်အရေးရှိတဲ့အခါမှာလည်းပဲအာကိုကိုကိုပဲတစ်ချိန်လုံးဦးစားပေးတောင်ပင်သူတပားကိုလည်းဦးစားပေးတတ်တော်သူဂယုနာစိတ်နဲ့ဂျေဇူးပြုတတ်ကြရအောင်နောက်ပြီးလို့ရှိရင်တယောက်ကိုတယောက်မကောင်းတော့အကြံကို မကြံစီကြနဲ့တဲ့ တယောက်နဲ့တယောက်အပေါ်မှာမကောင်းတဲ့အကြံစီမကြံစီပဲနဲ့ကောင်းသောအကြံကိုကြံစီကြရအောင်တဟာဖယားသခင်ကကျွန်တော်ကိုနေစင်ပြုစေလိုသောအမှုဖြစ်တယ်ဆိုတာတိနားလေပြီးတော့မှကိုယ်အပေါ်မှာသူများ ကောင်းတာကိုမြင်ချင်တယ်ကိုယ်အပေါ်မှာသူများကအာဒီ တစ္ဆာစကားပြောတာကိုမြင်ချင်တယ်ဆိုသူတပားပေါ်မှာတစ္ဆာရှိပါကိုယ်ပေါ်မှာသူများတစ္ဆာရှိတယ်သူများချစ်တာကိုမြင်ချင်သူတပားကိုချစ်တတ်တော့သူဖြစ်ကြရအောင်ဒါဖျားရခင်အလိုတော်ရှိတော့အရာဖြစ်တယ်ဒါပြညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်းတို့ရဲ့အချုပ်အခြာလည်းဖြစ်တယ်အဲ့ဒီလိုကျွန်တော်အသက်ရှင်လာမယ်ဆိုရင်ဖျားရခင်ရဲ့ချီးမြှောက်ခြင်းနဲ့ကောင်းကြီးမင်္ဂလာကအဆောင်နေတယ်လို့အာကျွန်တော် ကောင်းတဲ့အရာစိုက်နေတဲ့အချိန်ဂျေစုပြုနေတဲ့အချိန်မကောင်းတဲ့တုံ့ပြန်မှုရတဲ့အခါမှာလည်းစိတ်တမကြပါနဲ့ဒါဝိတ်ကဲ့သို့လွှတ်ထားလိုက်ပါဖယားသခင်ကစီရင်ပြီးတော့မှအကောင်းဆုံးတင့်ကိုမဆာသွားမှာ ဖြစ်ကြောင်းဒီကနေ့နှုတ်ကပတော်အဖျက်တိုက်တွန်းရင်းနဲ့ကိုယ့်အပေါ်၌သူတပါပြုစေခြင်းနဲ့ဆန္ဒတက်မှရှိတဲ့အတိုင်းသူတပါအပေါ်မှာ အရင်ဦးဆုံးပြုပြီးတော့မှစိုက်ဖို့လိုအပ်ကြောင်းနှုတ်ကပတော်အဖျက်ဒီနေ့ည ခွန်အားပေးဝိင္ဟတိုက်တွန်းပါရယ်ကြားနာတော်သူတယောက်ချင်းစီတိုင်းအပေါ်မှာဘုရားရခင်ကောင်းချီးပေးပါစေသူတပားအပေါ်၌လည်းယေရှုပြုတတ်တော်သူများဖြစ်ကြပါစေအလုံးကိုယေရှုတဲ့နဲ့ခနကျွန်တော်ဆုတောင်းရအောင်ဖာဘုရားရခင်ယေရှုတဲ့နဲ့ဒီနေ့ကိုယ့်အပေါ်မှာသူတပားကပြုစီလိုတဲ့ဆန္ဒရှိတဲ့အတိုင်း သူတပါအပေါ်မှာပြုနိုင်ကြပါမည်အကြောင်းအကျွန်ုပ်တို့ကိုခွန်အားပေးတော်မူပါယခုနှုတ်ကပတော်နာထောင်နေတော်သူတဦးချင်းစီတိုင်းအားထိုကဲ့သို့ခွန်အားကိုပေးတနာတော်မူပါမည်ကြောင်းသခင်ဖျားနာမ၌ဆုတောင်းလျက်ဆက်ကအနှံကြပါれအဖမြတ်စွာတော်ဖရာအာမင်ယေရှုတင်ပါれအယောက်ချင်းစီတိုင်းကိုဖျားရခင်ကောင်းချီးပေးပါစေ